ခန်း80ဒါကတိုက်ဆိုင်မှုတစ်ခုလားလီနင်းဖန်နန်နန်အားကြီးလျက်အန်သားတင်စွာပြောလိုက်ပြီးနန်နန်ကကြင်ကြံသူဖြစ်တော်မှလားဟုတ်ကဲ့နန်နန်မှာခေါင်းကြီးပြကသူမ၏လက်တီလေးများအားချစ်ချစ်ပါအောင်ဆုပ်ထားသည်တမီမကောင်းဆိုးဝါးတွေနဲ့တိုက်ခိုက်ခြင်းနဲ့လူတိုင်းကိုကာကွယ်ပေးခြင်းနဲ့ဟာဟာရီမန်းချက်ကြီးလိုက်တာတမီဂိုင်းတကိုင်းရဲ့ဂိုင်းသားဖြစ်လာခဲ့ရင်အကိုကလက်ဆောင်ပေးမယ်လေလီနင်းဖန်ရေမောလေးရဲ့ပြောလေသည်ဤကလေးမလေးသည်သူမအားမကောင်းဆိုးဝါးများဖန်ခေါ်သွားသည့်အကြောင်းကို တေချာစွာမှတ်မိနေသည်တကယ်လားအကိုနင်းဖန်သူမစိတ်လှုပ်ရှားစွာမေးလေသည်သူမကောင်းကြီးလိုက်ကလက်တန်းလေးအားထုတ်လေ၏ဂတိလီနင်းဖန်ရေလျက်ပြန်ပြောသည်ဟုတ်ပြီဂတိအကိုနင်းဖန်သားလည်းချင့်ကြံသူဖြစ်ခြင်းနဲ့တမီရောပဲအခြားကလေးများအားလုံးမှလည်းအော်ဟစ်ပြောဆိုနေကြသည် ိုးဘာလို့လဲကလေးတို့လီနင်းဖန်မေးလိုက်ဤသမီးတော်ဝူကုန်းကိုတွေ့ချင်တယ်ဒါကတော့မိုးပေါ်ပြန်ချင်တယ်ဒါကတော့ကောင်းကင်ဖရာเจ้าကိုဖီယိုဖရဲဖြစ်အောင်လှုပ်ချင်တယ်ကလေးများသည်အတိတ်ပဲမရှိသောအရာများအားပြောဆိုနေကြသည်တိုးတော့ပြောဖို့ကောင်းလေသည်လီနင်းဖန်ရေမောလိုက်သည်သူဤအနောက်ရက်သို့ခီးပုံပြင်သည်ကလေးများအားအလွန်ပင်ရိုက်ခတ်သွားဟန်ရှိသည်ကလေးများသည်ကြင်ကြံသူများဤပြိတ္တများဖြစ်လာကြသည် အတိတ်ကဘာမှတိုင်းဝတ္ထုပြိတက်များအားသူတရိယာမိသည်စာဖတ်သူများအားလုံးမှာတိုင်းတင်ခြင်းသောအိမ်မက်ကိုရှိကြလေသည်တို့ရာတွင်ထိုစိတ်ကူးအိမ်မက်များတွင်အတားအဆီးနှင့်စိန်ခေါ်မှုများစွာရှိလေသည်အဆုံးတတိဖြစ်မြောက်အောင်စိတ်ကူးမရင်နိုင်ကြချေလီနင်းဖန်ရဲလျက်ပြောလိုက်ဤဒါဆိုရင်ကလေးတို့ကပြင်းပြင်းထန်ထန်စူးစမ်းဖို့လိုတဲ့ကြင်ကြံခြင်းခိုင်းတွေကိုဝင်ခွင့်ရအောင်အရင်စူးစမ်းကြ ပြီးတော့ကြင်ကြံသူတွေဖြစ်အောင်စ조사ကြလီနင်းဖန်ကလေးများအားလုံးအားနှုတ်ဆက်လိုက်ကဈေးသူဥတီထွက်လာခဲ့သည်သူနှင့်ယင်းနီနေသောငါးစိမ့်တေကြီးစီတိုတွားရောက်လေသည်တခင်လေးလီငါးစိမ့်တေကြီးမှနှုတ်ဆက်လိုက်သည်ကျုပ်စီလာပြီးငါလာမဝဲတာတော့တော်တော်ကြာပြီပဲဟုတ်တယ်ကျွန်တော်အရင်ရက်ပိုင်းလောက်ကတော့ဖြစ်ထွက်နေခဲ့တာတောကောင်သားတွေစားနေတာကြာပြီလေကောင်းနေပြငါးစိမ့်တေကြီးမှသူ့အားလက်မထောင်ပြလေထို့နောက်သူဆက်ပြောသည်တခင်လေးလီကြိုက်တဲ့ငါးတွေမတွေ့ဘူးလား ခမားရဲ့ငါးတွေကအရင်ကနဲ့မတူတော့ဘူးလီမင်းဖန်ကောင်းခါလိုက်သည်ငါးတွေကသေးလာတယ်ပြီးတော့အမျိုးလဲတိတ်မစုံတော့ဘူးဟုတ်တယ်မပြောပါနဲ့တော့ဗျာငါးစိမ့်တဲ့ကြီးမှာတက်ပြင်းချလိုက်သည်မကောင်းဆိုးဝါးမိစားတကောင်တန့်စင်လာမင်းရေကန်ကိုလာဖြက်စည်းနေတာကြာပြီဗျာအဲ့ဒါကြောင့်ကျုပ်လဲတခြားနေရာမှာသွားဖက်နေရတာလေငါးတွေရဲ့အည်သွေးကတော့တန့်စင်လာမင်းရေကန်ကငါးတွေထက်တော့ဘယ်ကောင်းမလဲလီနင်းဖန်တိကျင်စိတ်ဖြင့်မေးလိုက်သည် အဲ့ဒီမိစ္ဆာတောင်းကျမ်းနေတာကိုဖြည့်ရှင်းပေးမဲ့လူတယောက်မှမရှိဘူးလားမရှိဘူးမိစ္ဆာတွေအခုတလောတော်တော်များနေတယ်လေစိတ်ပြက်เสียရပဲဒုက္ခရောက်နေတဲ့အချိန်ပေါ့ဗျာငါးစိမ့်တဲ့ကြီးမှာတက်ပြင်းချလိုက်သည်သူဒီကဘာကြီးအတွက်စိုးရိမ်ပူပန်နေဟန်ရှိသည်လီနင်းဖန်သည်တောင်ပေါ်မှမကောင်းဆိုးဝါးများဤတောင်းကျမ်းမှုအကြောင်းအားလဲတွေးနေခဲ့သည်ဘယ်အချိန်မှပဲကြုတ်တို့လဲပြန်ပြီးငင်းငင်းချမ်းချမ်းနေရမလဲမသိဘူး အခုလောလောဆယ်အခြေအနေကတော့မလွယ်ဘူးပြလီနင်းဖန်တက်ပြင်းချလိုက်ဤအင်မော်ရယ်ကဘာတွင် နေထိုင်နေရခြင်းဤတခုတည်းသောစိုးကျိုးမှာယခုဖြစ်နေသောမိဆာနှင့်မကောင်းဆိုးဝါးတရှိနေခြင်းပင်ဖြစ်သည်တာမန်လူတယောက်ဖြစ်ရတာမလွယ်ပါလားတက်ကြည်လဲသတိထားမိလိုက်ကသူမတွေးနေလေသည်ငါညီမကိုငါပြောမှဖြစ်တော်မယ်ကြည်ရတာအခုလိုမငိမ့်မချမ်းဖြစ်နေတာကိုငါရဲ့တခင်စိတ်ပူနေပုံပဲငါအနှဲငယ်ဝဲယူကငါစိမ့်တယ်ကြည်အားလီနင်းဖန်နှုတ်ဆက်ခဲ့သည် ်နောက်ရက်အနေငယ်အတွင်းငားရင်ချက်စားရတော့မည်ဖြစ်သည်လက်နှစ်တစ်မရောက်ခင်သူသည်အိမ်ထဲမှသာနေရန်ဆုံးဖြတ်လိုက်သည်မိစ္ဆာများနှင့်မကောင်းဆိုးဝါးများသည့်တောထဲတွင်အထင်းကုမဲ့စွာရှိနေလေသည့်အခြေအနေများမရှင်းလင်းသေးတော့၍အိမ်ထဲမှသာနေရပေမည်တို့မှသာလုံခြုံမည်ဖြစ်သည်အီဇူမိုတောင်မှကြီးမားလေသည်ကြောက်ကမ်းမဆောက်များနှင့်ရှီလျားသောမြေရိုင်းများနေရအနှံ့ရှိနေတော်လဲတစ်ပင်များတော့တိတ်မရှိချေထိုးအချက်ကြောင့် ။ဤစုမိုးတောင်တို့လာရောက်သူတိတ်မများချေတောင်မိတ်ဆာများကသာဤနေရာတွင်မြင်တွေ့ရတတ်သည်။ထို့သောယနေ့တွင်ဤစုမိုးတောင်ဝင်းကျင်လူအတော်များနေလေသည်။ကျင့်ကြံသူများသည်ဤစုမိုတောင်တို့ပြန်တန်းလာကြသည်သူတို့သည်တူညီသောမြေပြင်နေရာသို့ဆင်းသက်လိုက်ကြသည်ကြောက်ထွံအခေါင်းပေါက်မှစမ်းကြယ်လွန်လာသည့်မြေပြင်မှတမုတ်တရာရေလိုင်းများကဲ့သို့ပုံတံတန်းရှိပြီးများပြားသောကြောက်ကမ်းပါဆုံးများနှင့်ဆက်နွယ်နေသည့်အတွင်းရှိကြောက်တုံးများမှမညီမညာဖြစ်နေကအချို့နေရာတွင်ခြုံထက်နေသည် ကြီးမားသောမကောင်းဆိုးဝါးကြီးမှတခုခုအားဝါမျိုးဟန်ရှိသောပုံတရံနှင့်တူလေသည်ကြောက်ထွံခေါင်းပေါက်၏အထဲတွင်ပိတ်ဆို့ထားသောနေရာတနေရာရှိသည်ထိုကြောက်နေရန်တခုသည်မြင်သာစွာပိတ်ဆို့နေလေသည်လေးရင်ကြောက်နေရန်သည်တောက်ပပြပြကခက်မိန်မိန်အလင်းရောင်တခုရှိနေသည်ထိုကြောက်နေရန်တွင်ထူးခြားမှုတခုရှိနေပေလိမ့်မည်ထိုကြောက်နေရန်ရှိရာသို့ဖြတ်ကူးရန်တာမန်လူများအတွက်မူမဖြစ်နိုင်တော့လေကျင့်ကြံသူများအတွက်အေးအေးဆေးဆေးပင်ဖြစ်သည် သူတို့သည်ပြန်တန်းကထိုနေရာသို့ခုန်ကူးလိုက်ကြသည်ထိုနောက်သူတို့သည်ကြောက်နေရန်အားတွေ့ရှိသွားသည်စုံဘိုးကြီးနှင့်လင်မှုဖန်တို့သည်လည်းထိုနေရာသို့ရောက်လာလေသည်ဒါကတကားတစ်ခုပဲဖြစ်မယ်စုံဘိုးကြီးခံမှန်းလိုက်ပြီးခမားမှန်နေဒါကလှုပ်ဝက်ဝင်ပေါက်ကိုဝင်နိုင်မဲ့ဝင်ပေါက်တစ်ခုပဲလင်မှုဖန်ကောင်းကြီးလိုက်ကနေရာအားလိလာနေသည်လှုပ်ဝက်ဝင်ပေါက်ပေါ်ထွက်လာသောတရင်အားလူတိုင်းမသိတော့လဲကျင့်ကြံသူ၁၀ယောက်ဤနေရာတွင်ရောက်ရှိနေသည်သူတို့မှာစွမ်းအားမြင်မှားပုံရသည် ဖြူခွေးနေသောဇပင်များနှင့်ကြင်ကြံသူအဖိုးကြီးတယောက်မှပြောခြင်းဖြစ်သည့်အားလုံးပဲကြုတ်တို့ကြင်ကြံသူတွေဒီခီးကိုလာရတာမလွယ်ကူခဲ့ဘူးလှုပ်ဝက်ဝင်ပေါက်ရဲ့လှုပ်ဝက်ချက်တွေကိုကြုတ်တို့ရဲ့အတွေ့အကြုံတွေနဲ့ဖြည့်ရှင်းပြီးအတူတူဝင်ရောက်ကြမယ်အားလုံးသဘောတူကြရဲ့လားကြုတ်ထောက်ခံတဲ့သဘောတူပါတယ်အားလုံးမှာထိုစကားအားသဘောတူလိုက်ကြသည်စွန်ဖိုးကြီးမှ လင်မှုဖန်အားပြောလိုက်သည်သူကချင်းရန်စီမီယာပဲသူကကြွန့်ကျင်တဲ့နိမိတ်ဟောပြောသူတယောက်ပဲ သူကဒီနားတဝိုက်မှာနာမည်ကြီးတယ်သူကဒီလိုဝက်ဝင်ပေါက်ကိုပထမဆုံးရှာဖွေတွေ့ရှိခဲ့တာသူပေါ့လင်မှုဖန်ခေါင်းညိတ်လိုက်ပြီးအဲ့ဒါအမှန်ပဲဆိုရင်ဒီခီးကြီးကိုပိုးအစင်ပြေပြေသွားလို့ရပြီးရှင်ရန်စီနီယာမှာအလုံးအားခေါင်းညိတ်ပြလိုက်ပြီးသူဒီသူဤလက်နှစ်ဖက်ဖြင့်ဆွာအများစူးစီးလိုက်ကကြောက်နေရန်အားပြစ်ခတ်လိုက်ပြီးဝုံကြောက်နေရန်တီမီယုံအလင်းရောက်များဖြတ်ထွက်သွားသည်ထို့နောက်တွင် လေးနှင်းမှစတင်၍တုန်ခါလာသည်အလုံးမှာအံ့ဩစွာစိုက်ကြည့်နေကြ၏ အလင်းများပူမိုတောက်ပလာတော်လဲကြောက်နိုင်ရန်မပွင့်လာချေထိုးအစားထူးဆန်းသောပဟေလိပုံစံကွက်တစ်ခုထွက်ပေါ်လာသည်လေးရင်တွင်ကျဲများနှင့်အဆက်များပါရှိသောကလန့်ဖြက်မြင်းကြောင်များပါရှိလေသည်လေးရင်ကစစ်တူရင်ကစားပွဲတစ်ခုနှင့်တူနေလေသည်အားလုံးမှာမေခိုများစွာဖြင့်လေးရင်အားစောင့်ကြည့်နေကြသည် ပထမတွင်တော့လင်မှုခံမှာ အေးအေးဆေးဆေးပင်ဖြစ်သည် ယခုတွင်တဟေလိပုံစံကွက်အားမြင်လိုက်ရသောကြောင့်သူစိတ်ရှုပ်ထွေးသွားသည်သူသည်စစ်တူရင်ကစားပွဲအားတွေးယူတွေးလန်းစိုက်ကြည့်နေမိကသူ၏အယိုးများထိတိုင်အေးခဲသွားသည်ဒါဒါဒါကဆရာကြီးအိမ်မှာတွေ့ခဲ့ရတဲ့စစ်တူရင်ကစားပွဲပဲသူ၏အရေးပြားများပြော့ခွေသွားတဲ့ကဲ့သို့ထိန်ချုပ်မှုကင်းမဲ့သွားမိသည်ဒါပေမဲ့ဘလို့လုတ်ဖြစ်နိုင်ပါလဲ သူသည်စစ်တူရင်ပုံစံကွက်အားမယုံကြည်နိုင်စွာစိုက်ကြည့်နေမိပြီးဤသို့ဆိုလျင် သူမြင်ခဲ့ရသောစစ်တူရင် ကစားပွဲမှာတိုက်ဆိုင်မှုတစ်ခုမဟုတ်တော့ခြေဆရာကြီးသည်သူ့အားရွေချက်ရှိရှိပြသခဲ့ခြင်းပင်ဖြစ်သည်ကြောက်เสียကောင်းလိုက်တာမယုံကြည်နိုင်เสียပဲဆရာကြီးကဒီကိစ္စအတွက်တစ်ချိန်လုံးအစီစဉ်ဆွဲနေခဲ့တာလားသူနားလဲသွားချီပြီးသူဒီဆရာကြီးဤအရေးအမို့အားအဖြေရှာနိုင်လိုက်တာစွန်ဖိုးကြီးနောက်သို့လိုက်ပါလာဤ တနည်းဆိုရတော့ယခုမှသာဆရာကြီးဤတဲလွန်စာအားအဖြေရှာနိုင်လိုက်တော့ကြောင့်သူစိတ်ပြည့်မိသွားသည်သူဤဘဝတက်တန်းတလျှောက်အတွက်ယခုရရှိနေသောအခွင့်အရေးအားသူမှဆုံးရှုံးခြင်းပေကျင့်ကြံသူတယောက်သည်ရေမောလျက်ချင်းရန်စီမီယာအားကြည့်နေဤထိုးနောက်သူရွှေ့ပြောလိုက်သည်ချင်းရန်စီမီယာဒီနေရာရဲ့အကြောင်းကိုလူတိုင်းကိုခမည်းပြောပြခဲ့တာအံ့ဩစရာမှမဟုတ်ပဲခမည်းကဒီစစ်တူရင်ပဟေလိကိုဝိုင်းကူအဖြေရှာဖို့ကြောက်တို့ကိုလိုအပ်ခဲ့တာပဲ ဟုတ်တယ်မလားမင်းမတ်နယ်လိုပဲပြောရမှာပေါ့ဟုတ်တယ်အဲ့ဒါကြောင့်ပဲချင်းရန်စီနီယာလဲပေါ့ပေါ့တန်တန်ပြန်ဖြစ်လေဤသူကောင်းညိတ်ကဝန်ခံလေသည်ကျုပ်ပဟေနီကိုအတိတ်ပဲဖော်ဖို့စ조사နေခဲ့တာကြာပြီဒါပေမဲ့ကျုပ်စ조사တာတွေအတုံးမဝင်ခဲ့ဘူးဒီစစ်တူရင်ပဟေနီကိုတော်တော်ကိုကျွမ်းကျင်တဲ့စစ်တူရင်ကစားသူတယောက်ကစီစဉ်ခဲ့တာဖြစ်မဲ့တော်တော်ခက်ခဲတဲ့ပဟေနီပဲ သူသည်ယူသားစွာရှင်းပြနေသောကြောင့်မိသူမသူ့အားအပြစ်မတင်ကြတော့ပေအလုံးမှာဤအခြေအနေတွင်မိတို့ဆက်လုပ်ရမည်ကိုသာကိုစီစဉ်းစားနေကြသည်အလုံးသည် စတုယင်ပဟေလီအားလေ့လာနေကြသည်ရှင်ယန်စီနီယာပင်လျင်လေးရင်အားဖြည့်ရှင်းရန်အုံမမီချေလင်မှုခံသည်သူ၏အံ့ဩနေမှုများအားစူးစမ်းဖယ်ရှားလိုက်သည်သူတည်ငြိမ်စွာမတည့်ရက်လိုက်ကတခုခုအားတတိထားမိသွားသည်ရှင်ယန်စီမီယာမှယုံကြည်ရသူတယောက်မဟုတ်ဟု သူထင်သည်ဤနေရာတွင်ရှိနေသောကျင့်ကြံသူများအလုံးသည်ချင်းရန်စီနီယာနှင့်ရှင်လင်းအစစ်နှိမ်ကြသည်ဒါကတိုက်ဆိုင်မှုတစ်ခုလားတန်တရားဖြစ်เสียရပဲအခန်း80ပြီးပါပြီအခန်း80စတူရင်ဝါဒနာအိုးအစောပိုင်းကစကားပြောခဲ့သောကျင့်ကြံသူသည်ပြုံးရပြောလိုက်ဤစိတ်ဝင်စားเสียရပဲကြုတ်ကြိုးစားကြည့်လိုက်မယ်သူသည်လေထဲသို့ခုန်တက်လိုက်ကကြောက်နေရန်ရှိတွင်ဆင်းသက်လိုက်ပြီးသူကြောက်နေရန်ပုံမှစတူရင်ခုန်ဤနေရာတစ်ခုအားလက်ဖြင့်ထိလိုက်သည် ဗန်းလင်းထိလိုက်သောနေရာတွင်ကြားစေးတစေးပေါ်လာသည်သူစစ်တူရင်ကစားခြင်းအားမြင်မြနှစ်ပေါင်းများစွာကြာအောင်ကစားနေခဲ့ခြင်းအားမြည်သူမြမတိချေကစားပွဲမှာတနည်းနည်းဖြင့်လွန်ခဲ့သောနှစ်များကလေးကစတင်တကယ်သူဖြစ်နေသည်တုံးကွက်မြရွှေ၍အပြီးတွင်ထိုချင်းကြံသူ၏ယုံကြည်ချက်ရှိနေသောမျက်နှာသည်စိုးရင်ပူပန်သွားပြီးအဖြေမရှိတော့သည့်မျက်နှာအဖြစ်ပြောင်းလဲသွားသည်သူ၏မျက်လုံးများနီးရဲလာကာချီဆွမ်းရင်များအကုန်ဆုံးသွားလေသည်အားထိုသူသည်ပစက်မှလက်ဆက်တော်သွေးများထွက်ကြလာကခြေလန်းငါးလန်းမြ အနောက်ဘက်သို့ရိမ့်ရိုင်သွားသည်သူ့မျက်လုံးများမှုံဝါးသွားကသူ၏ညံလင်းများသည်တိုက်ခိုက်ခံလိုက်ရပြီဖြစ်သည်ညံလင်းအဆင့်ဆင့်ချိုးဖျက်ရယူခြင်းအာလူ၏မျက်နှာအမူအရာများမှာပြောင်းလဲသွားကချင်းရန်စီမီယာကြီးအားလှည့်ကြည့်လိုက်ကြသည်သူတို့ထဲမှတယောက်သည်မနစ်မြို့သောလေတံဖြစ်ထားပြောသည်ချင်းရန်စီမီယာဒီပဟေလီမှာညံလင်းအဆင့်ဆင့်ချိုးဖျက်ရယူခြင်းတွေ ရှိနေတာကိုခမည်းပါလို့မပြောခဲ့တာလဲ။ ရှင်ရစီမီယာကြီးမှာမျက်မှောင်ကျုပ်လျက်ပြောလေဤဒါကလှုပ်ဝက်ဝင်ပေါက်လေလွယ်လွယ်ကူကူဝင်လို့တော့ဘဲရမလဲဒီလိုဖြစ်မယ်ဆိုတာကိုငါကပြောပြထားเสียလို့လို့လားအလုံးမှာမြည်တီမြမပြောကြတော့ဘေးသူတို့မျက်နှာများတွင်မြည်တီမြမဖော်ပြတော့လဲစိတ်ထဲတွင်အလွန်အမင်းဒေါသထွက်နေကြသည်လှုပ်ဝက်ဝင်ပေါက်ထဲတွင်အရာရာဖြစ်သွားနိုင်သည်နောက်ဆုံးအခွင့်အရေးအားရရှိနိုင်သူဒီသာအနိုင်ရရှိသူဖြစ်ကာစွာအများထိမ့်သိမ်းထားနိုင်ပေလိမ့်မည်နောက်ဆုံးတယောက်သာလျှင်အနိုင်ရသူဖြစ်ပေမည် ကျင့်ကြံသူများအကြားတွင်စကားပုံတစ်ခုရှိလေသည်ကိုယ့်ရဲ့တည်ခြင်းထက်ဘေးလူတည်ခြင်းကအကျိုးရှိတယ်ထို့ကြောင့်မြေသူများဆက်မကစားရဲတော့ပေလေဒူ EPR ကိုမိုးတောင့်တင်းလာသည်ရုတ်တရက်ကွဲအက်အက်စကားတန်တစ်ခုသည်လေထဲမှအေးဆက်သောအတန်အနေထားဖြင့်ထွက်ပေါ်လာသည်စစ်တူရင်ဝါဒနာအိုးခမားခုထိရှေ့ထွက်မလာဘူးဆိုရင်ဘသူမှလိုဝက်ဝင်ပေါက်သေးကိုဝင်နိုင်မှာမဟုတ်ဘူးနော်စစ်တူရင်ဝါဒနာအိုးဆိုပါလား အားလုံးမှာအနှဲငယ်အေးဆက်သွားကြကအနှက်ရောင်ဝွယဝစ်စင်ထားသောအဖိုးကြီးတယောက်အားတပြိုင်နက်တည်းပင်လှည့်ကြည့်လိုက်ကြသည်ထိုအဖိုးကြီးတွင်မုတ်ဆိတ်မွေးရှိ၏တူဤသပင်နှင့်မုတ်ဆိတ်မွေးနှုတ်ခမ်းမွေးများသည့်တဝက်မှဖြူကတဝက်မှမဲနေသည့်တူဤမျက်နှာမှရှည်မျိုးမျိုးဖြစ်ကအားလုံး၏နောက်ဆုံးနေရာတွင်တိတ်ဆိတ်စွာမတ်တရက်နေသည်လေမူဖန်လေလှဲ့ကြည့်လိုက်ကအာအသင့်စွာပြောလေသည်စစ်တူရင်ဝါသနာအိုးဆိုတာစစ်တူရင်ကိုအယံယူတုတ်တဲ့လူကြီးမဟုတ်လားချင်းရန်စီမီယာကသူ့ကိုပါဖိတ်ခေါ်ထားလိမ့်မယ်လို့မထင်ထားဘူး စွန်ဖိုးကြီးမှာအံ့ဩစွာပြောလေ၏စစ်တူရင်ကစားခြင်းအားသူ၏ဘဝတစ်ခုကဲ့သို့သဘောထားသောကြောင့်စစ်တူရင်ဝါသနာအိုးမှလူတိများလေသည် သူသည်သူဘဝတစ်လျှောက်လုံးအားစစ်တူရင်ကစား၍သာဖြတ်တန်းခဲ့သည်ကောလာဟာလာများအရသူသည်ပါရမီပါသူတဦးဖြစ်သည်သူအသက်၄၀တွင်ရင်းရံအဆင့်သို့ရောက်ရှိခဲ့သူဖြစ်သည်တို့ရာတွင်သူသည်မြည်သည်ကြောင့်မှမသိပဲ စစ်တူရင်ကစားခြင်းအားအယူမှုဆွဲလန်းသွားခဲ့သည်သူကျင့်ကြံခြင်းအားရပ်တန့်ခဲ့သည့်ကြောင့်သူ၏ကျင့်ကြံခြင်းအစစ်မှာမြင့်တက်မလာတော့ပေထို့အချက်မှာသူနှင့်တပ်တူရွေးတူများကြားတွင်သူအားနောက်ပြောင်စေရအချက်တစ်ချက်ဖြစ်လာခဲ့သည်သူ၏ခိုင်းကလည်းသူအားထုတ်ပယ်ခဲ့သည့်ထို့နောက်တွင်လူတိုင်းမှာထိုကိစ္စအားပြောဆိုခဲ့ကြပြီးအီအမ်မော်ရဲကဘာတွင် ကောလာဟာလအနေငယ်ဖြတ် စပေါ်လာသည်သူနှစ်ပတ်သက်တော့ထိုကောလာဟာလာများမှာစတင်ပြန်နှံ့လာက သူအားလူတိများလာပြီးမကြမီတွင် လူအလုံးသူအကြောင်းသိသွားကြလေသည်ယခုတွင်သူသည်နှစ်လေးရာခန့်ဖြတ်တန်းပြီးနောက်စစ်တူရင်ဝါသနာအိုးဆိုသော နမယရှိလာကလူတိုင်းကမှတ်မိနေကြလေသည်သူအကြောင်းကြားသိရန်အနှဲငယ်များမျှော်လင့်ခဲ့ကြတော့လေယခုတွင်သူအားတွေ့နေရပြီဖြစ်သည်တိကျင်စိတ်များဖြင့်လင်မူဖန်သူ၏စိတ်အာရုံကိုအသုံးပြုကာထိုအဖိုးကြီး၏အဆင့်အားစစ်ဆေးလိုက်ရာသူအလွန်အမင်းအံ့ဩသွားသည် ဟင်ထွက်ရက်ပေါက်အစင်အစောပိုင်းကိုရောက်နေပါလားဒါဆိုရင်သူကစစ်တူရင်တာအိုတွေကိုတုံးပြီးတော့စိတ်အာယုံနှိုးထခြင်းအစင်ကိုတက်နေတာလားဖြစ်နိုင်တယ်ပါရမီရှင်တိုင်းကတော့သူများနဲ့မတူတဲ့လမ်းကိုရွေးကြတာပဲလေစုံအဖိုးကြီးမှာခေါင်းညိတ်လိုက်သည်သူသာဆိုရင် လိုဝဲဝင်ပေါက်ကိုဖွင့်နိုင်လောက်တဲ့စစ်တူရင်ဝါဒနာအိုးကြီးမှာ လုံးဝစကားမပြောချေသူသည်စစ်တူရင်ခုံအားမျက်တောင်မခတ်ပဲစိုက်ကြည့်နေသည်ထို့နောက်ကြောက်နေရန်ရှိသူတူရွေရလိုက်ပြီးစစ်တူရင်မှလွဲ၍ဤကဘာတွင် သူအားစိတ်လှုပ်ရှားစေရန်မြည်သည့်အရာမှမလုပ်နိုင်ပေ အလုံးဤအကြည့်များအောက်တွင်သူသည်လက်မြောက်လိုက်ကစစ်တူရင်ကုန်မှနေရာတနေရာသို့ဖိလိုက်ပြီးဗန်းကြောက်နေရန်ပုံမှအလင်းရောင်မှယခင်ကထက်ပိုမိုတောက်ပလာသည့်ဤနှစ်များတွင်ပထမဆုံးပြန်ဖက်ကောင်းတယောက်အားတွေ့လိုက်ရတဲ့ကဲ့သို့စိတ်လှုပ်ရှားသွားခြင်းကြောင့်လေးရင်မှပိုမိုတောက်ပလာခြင်းဖြစ်နိုင်သည် ကောင်းလိုက်တာအဖိုးကြီးစိုး၏မျက်လုံးများမှာတောက်ပသွားသည့်နောက်ဆုံးတော့ငါတို့ကိုကူညီနိုင်မဲ့သူပေါ်လာပြီထင်တယ်မဟုတ်သေးဘူးလင်မှုခန်းကောင်းခါလိုက်ကတပြင်းချလိုက်သည့်ကစားဖို့အတွက်ကတနည်းပဲရှိတယ်တစ်ချက်မှသွားတာနဲ့အဲ့ဒီအမားကနေနောက်ထပ်အမားတွေထပ်ဖြစ်လာစေတယ်နောက်ဆုံးရှုံးသွားနိုင်တဲ့အထိပဲစုံအဖိုးကြီးမှာလင်မှုခန်းအားထူးဆန်းစွာကြည့်လိုက်ပြီးလင်မှုခန်းခမရအကြောင်းကြုတ်တိပြီးသားပါဗျအကုန်လုံးကိုတိနေတဲ့ပုံစံလုံးမနေပါနဲ့ဟုတ်ပါတယ်ကြုတ်မတိပါဘူး ဒါပေမဲ့ကျုပ်ရဲ့နောက်မှာဆရာကြီးရဲ့ပံ့ပိုးမှုတွေရှိတယ်။လင်မှုဖန်းတည်ငြိမ်စွာပြောသည့်ဒီစစ်တူရင်ပဟေလီရဲ့ကစားကွက်ကိုဆရာကြီးရဲ့အိမ်မှာကျုပ်မြင်ခဲ့ပြီးပြီ။ဒီပဟေလီကိုအဆုံးသတ်ဖို့အထူးပြုဟာတစ်ခုကိုကျုပ်တင်ယူခွင့်ရခဲ့တယ်။စွန်အဖိုးကြီးမျက်လုံးအိမ်များပြူးကျဲသွားကသူ့အားမယုံကြည်နိုင်စွာကြည့်လိုက်ပြီးခမည်းနောက်နေတာလား။ကျုပ်အတီပြောနေတာလင်မှုဖန်းကောင်းကြီးလိုက်ပြီးထို့နောက်တွင်ခေါင်းခါလျက်ခါသက်စွာပြုံးလိုက်ပြန်သည် ကျုပ်တည်ထားတဲ့လောက်ကတော့ဆရာကြီးရဲ့အိမ်မှာတော့ဒီပဟေလီကစစ်တူရင်စကစားမဲ့သူတွေအတွက်ဝင်ခွင့်အဆင့်လောက်ပဲရှိလိမ့်မယ်ဝင်ဝင်ခွင့်အဆင့်စွန်ဖိုးကြီးဤစပင်များထောင်ထားသွားသည် သူအကျွင်းမဲ့အံ့ဩမင်တက်သွားရသည်အကယ်၍ဒီမှာဝင်ခွင့်အဆင့်များသာဆိုရင်အမြင့်ဆုံးအဆင့်များမှာမြေကဲ့သို့ဖြစ်နေမည်နီးညီများသည့်အံ့ဩစရာကောင်းနေမည်နီးခဏများကြာပြီးနောက်သူဖြစ်နိုင်ခြင်းများအားတွေးတောနေမိကသူဤမျက်နာတွင်ကြောက်ရွံ့မှုများပေါ်ပေါက်လာသည်အနှဲငယ်ကြာပြီးနောက် တုံရင်နေတော့အတန်ဖြင့်မေးလေသည်နေပါဦးဆရာကြီးရဲ့အိမ်မှာခမားကစားပွဲတစ်ခုမြင်ခဲ့တာကို တိုက်ဆိုင်မှုလို့ထင်လားဒါမှမဟုတ်ဆရာကြီးကရွေချက်ရှိရှိပြသခဲ့တာလားလင်းမှုဖန်းဤမျက်နာတွင်လေးစားမှုများပြည့်နှက်သွားသည်ဖြစ်နိုင်တဲ့ကျုပ်တို့တွေအကုန်လုံးဘသူမှလှုပ်ဝက်ဝင်ပေါက်ထဲကိုမဝင်နိုင်ဘူးဆိုတာသူသိနေတယ်ထင်တယ်ဒါကြောင့်ကျုပ်ကို တမင်တသက်နီလန်တချို့ပြသခဲ့တာပဲမြင့်မြတ်လိုက်တာသူက တကယ်ကိုအရာခတ်သိမ့်တိနေသူပဲစုံဖိုးကြီးမှာနှလုံးခုန်မြန်လာကဥကောင်းများရရန်လာသည်လေထဲမှာမျက်လုံးတစုံမှာသူ့အားကြည့်နေကမမြင်ရသောလက်များကသူ့အားထိကြိုင်လိုက်တဲ့သူပင် ခံစားရလိုက်သည် လင်မှုဖန်းနဲ့ဆုံးဖိုးကြီးတို့မှတယောက်နဲ့တယောက်ကြီးလိုက်ကြကာသူတို့နှစ်ယောက်လုံးဤမျက်လုံးထဲတွင်လေးစားမှုများကြောက်ရွံ့မှုများဖြစ်တည်လာကြသည် သူတို့မှပြောဆိုရန်တစုံတစ်ခုရှိနေတော်လဲသူတို့စကားလုံးများအားပြန်လဲမျိုးချလိုက်ကြသည်ထိုစကားအားကျဲလောင်စွာပြောမိလိမ့်မည်အားကြောက်နေကြ၏ဆရာကြီးကကဘာကြီးကိုစစ်တူရင်ကစားပွဲလိုအတုံးချနေတာပဲလူတွေကသူ့ရဲ့စစ်တူရင်ကြားစေးတွေပဲတကယ်ဆရာကြီးပါပဲဆရာကြီးဤအကြောင်းအားပူတိလာလေလေ သူဤအစ်စင်မှာသူတို့ညံမမီနိုင်လောက်အောင်မြင်မှာကြောင်းသဘောပေါက်လာလေဖြစ်သည်လင်းလင်းကအကန့်တက်မဲ့ပေသည်စိတ်ကူးကြည့်ဖို့မဖြစ်နိုင်ဘူးတုံးသက်ကြည့်ဖို့မဖြစ်နိုင်ဘူးလင်းမှုဖန်းသည်စစ်တူရင်ဝါဒနာအိုအားကြီးလိုက်ကရှုပ်ထွေးနေသောဟန်ပန်ဖြင့်စုံဖိုးကြီးအားပြောလိုက်သည်ဦးတီယာတူနေတဲ့လမ်းကြောင်းတွေအများကြီးရှိနေတယ်။ဘယ်လမ်းကြောင်းကအမှန်ဘယ်လမ်းကြောင်းကအမှားလဲဆိုတာဘယ်သူမှမသိနိုင်ဘူး။စစ်တူရင်တာဝိုတွေစစ်တူရင် လမ်းကြောင်းတွေဘယ်လမ်းကြောင်းကမှန်လဲဆိုတာကျုံမသိပေမဲ့ဆရာကြီးပြခဲ့တဲ့အကွက်တိုင်းကစားမယ်ဆိုရင်တော့မမားနိုင်ဘူးထင်တယ်။စွန်ဖိုးကြီးမှာလင်မှုခန်းအားအထင်ကြီးခြင်းအပြည့်ဖြစ်ကြည့်လိုက်ပြီးခမရဆရာကြီးရဲ့စစ်တူရင်ကြားစေးတစေးမဖြစ်ချင်ဘူးဆိုရင်ကျုပ်လုပ်ပေးရစီ။ခမရကိုပေးလို့ရမှာလားလင်မှုခန်းမှာစွန်ဖိုးကြီးအားဆူရှစွာ ကြည့်လိုက်ကလောင်ပြောပြောဆိုလိုက်ဤအိမ်မက်မက်နေလိုက်။ထိုအချိန်တွင်စစ်တူရင်ဝါဒနာအိုးဤမျက်နှာမှာထူးဆန်းနေသည်သူဤမျက်နှာမှာ စကူကဲသို့ဖြူဖြော့နေကချွေးများဘူးတီးလုံးများမထိန်ချုပ်နိုင်စွာထွက်နေသည်နောက်ဆုံးတွင်သူ၏ခန္ဓာကိုယ်မှာပြင်းထန်စွာထိခိုက်ခံစားနေရကပစံမှသွေးများထွက်ကြလာတော့သည်ကျုပ်ရွှေ့တဲ့အကွက်မှာသွားတယ်ဘဲတုံးကမှတ်သွားမှန်းအောင်မတိလိုက်ဘူးသူ၏မျက်လုံးများကျဉ်းမြောင်းသွားကရှုပ်ထွေးလျက်လမ်းပြောင်းနေသည်စစ်တူရင်ကစားပွဲအားသူစိုက်ကြည့်နေမိသည်သူဆက်ကစားရန်ညံ့ဆွမ်းအားများကုန်ဆုံးနေပြီဖြစ်သည်ကျုပ်လုပ်ပေးရစီလင်းမှုဖမ်းရှိသူထွက်လိုက်ကလဲကျသွားသောစစ်တူရင် ဝါဒနာအိုအားဆွဲထုတ်ပေးလိုက်၏သူဤလက်များအားမြောက်လိုက်ပြီးနောက်စစ်တူရင်ခုံဤနေရာတနေရာသို့ဖိလိုက်သည်ချက်ချင်းပင်ကြားစစ်တစေထွက်ပေါ်လာကရုတ်တရက်ပြောင်းလဲမှုတစ်ခုစစ်တူရင်ခုံပေါ်၌ဖြစ်ပျက်သွားသည်စစ်တူရင်ကစားပွဲမှာပြန်လည်စတင်အသက်ဝင်လာသည်သူရွှေ့လိုက်သော ထိုအကွက်မှာကစားပွဲဤရလက်အားအဆုံးဖြတ်ပေးနိုင်သောအကွက်ဖြစ်ဟန်ရှိသည် ကြောက်နေရံမှာကစားပွဲအားမစတင်တော့ပြီးထိုအစားစစ်တူရင်ကစားပွဲမှာကြောက်နေရံပေါ်မှလုံးဝပျောက်ကွယ်သွားသည်မကြာမီကြောက်နေရံမှာအပေါ်သို့တက်သွားကာပွင့်သွားလေတော့သည်အခန်း၈၁ပြပါပြီ။ အခန်း80နဲ့အမျိုးသားနဲ့အမျိုးသမီးတို့အတူတကွလှုပ်ဆောင်ကြသောနေရာအားပွင့်သွားပြီးပွင့်သွားပြီးဟာကြင်ကြံသူများအားလုံးမှာလင်မှုဖန်းအားထင်ကြီးသွားသော အကြည့်များဖြင့်ကြီးကြကားပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်စစ်တူရင်ဝါဒနာအိုးမှာထိတ်လန့်ခြောက်ခြားသွားသည်ကစားပွဲမှာသူ၏အတွေးများအားဖြန့်ကျက်စေသောကြောင့်သူ၏မုံဝါးနေသောမျက်လုံးများမှာပြန်လည်တောက်ပသွားသည် ူတယောက်တည်းမတဲမကွဲပြောဆိုလိုက်ပြီးငါတိပြီးငါတိသွားပြီးငါသဘောပေါက်သွားပြီးငါအခုသဘောပေါက်သွားပြီးလင်မူဖမ်းမှပွန့်ထွက်သွားသောကြောက်နေရန်အာကြီးကစစ်တူရင်ဝါဒနာအိုးအားမေးလိုက်သည်ခမည်းကျုပ်တို့နဲ့ဘာလို့မလိုက်တာလဲလိုက်เสียရမလို့တော့ပါဘူးကျုပ်လိုအပ်တာကိုကျုပ်ရပြီးသွားပြီးကျုပ်ပြင်မှာပဲစောင့်နေတော့မယ်စစ်တူရင်ဝါဒနာအိုးကြီးမှလက်ဝေးရမ်းပြသည် ထို့နောက်သူသည်အနီးဆုံးထောက်တနေရာသို့ရှောက်သွားကာတင်းပြင်းခွေထိုင်နေလေ၏သူ၏စိတ်ထဲတွင်အစောပိုင်းကကစားခဲ့သောစစ်တူရင်ကစားပွဲအားတဖန်ပြန်လဲကစားနေလေသည်ခမည်းကူညီခဲ့တာကျေးဇူးတင်ပါတယ်အခြားသောကြင်ကြံသူများသည်လင်းမူဖန်အားကျေးဇူးတင်စကားဆိုကြကအလင်းအတွင်သို့ပြောင်းလဲလိုက်ကြသည်ထို့နောက်သူတို့သည်လှုပ်ဝက်ဝင်ပေါက်အတွင်သို့ ဥတီဝင်ရောက်ကြလေသည်လင်မူဖန်းနှင့်စုံဖိုးကြီးမှတယောက်ကိုတယောက်ကြီးလိုက်ကြကပြောဆိုလိုက်သည်ကဲအထဲဝင်ကြမယ်ဆရာကြီးကူညီနိုင်တာဒါကုံပဲငါတို့ဒီခီးမှာရှုံနေရင်သူ့ကိုထတ်တွေးဖို့မထိုက်တန်တော့ဘူးအချိန်၅ရက်မှာလင်းမြန်စွာကုံဆုံးသွားသည်ရခင်ကကဲ့သို့ပင်လီနင်းဖန်သည်တစ်ကြည်အားကျေလွင်းမျိုးတော်သို့ခေါ်လာခဲ့ခြင်းဖြစ်ပြီးထိုအချိန်၌ကောင်းကင်မှာမှောင်စားပြုလာလေသည်ယနေ့မှာလနှစ်တကူးနေဖြစ်ပြီးညအချိန်မှာအလုရှုံနေကြဆုံးအချိန်ဖြစ်သည် တောင်ပေါ်မှမတက်ရက်လျက်လီနင်းဖန်သည်ကျွေလွင့်မျိုးတော်အားလှမ်းမြော်ကြည့်လိုက်သည်မျိုးတော်သည်အလင်းရောင်များထိမ့်ထိမ့်ကြီးနေကာအနီရောင်ပင်လဲပြင်ကဲ့သို့တောက်ပနေသည်သူသည်အဝေးတွင်ရှိနေသောပျော်ရွှင်မျိုးတူးစေသည့်ပွဲတော်အငွေတက်အားခံစားလိုက်ရသည်တွားရအောင်တက်ကြည်လီနင်းဖန်မှာ တက်ကြည်အားမျိုးတော်ရှိရာသို့ခေါ်လာတော်သည်တုံတုံတုံသူတို့တောင်ချေသို့ရောက်သောအခါကျွေလွင့်မျိုးတော်စီမလာသော ပုံသက်များအားကြားရသည်သူတို့မျိုးတော်အတွင်သို့ဝင်လိုက်သောအခါ အိမ်များမှာမိများဖြင့်တောက်ပစွာအလှဆင်ထားသည့်အားတွေ့ရသည့်လမ်းဘေးတွင်ရှိနေသောဈေးဆိုင်တန်းများအားလည်းမတူညီသောအလင်းရောင်များပန်းများဖြင့်အလှဆင်ထားကြကမြို့တော်တစ်ခုလုံးအားတောက်ပနေစေသည့်ကလေးများအတွက်အယုတ်များတကြားလုံးနှင့်မုတ်ပဲတက်ရေစာများလည်းရှိသည်မျက်စိအာယုံအားဖန်ဆာနိုင်သောရွေးချယ်စရာမြောက်များစွာရှိနေသည် ကလေးများသည်စိုင်တန်းများအားဝင်းရံထားကြကာသူတို့လိုချင်သောအယုံများအားညွှန်ပြနေကြသည်ကလေးများသည်သူတို့၏တင်းငယ်တောက်ပသောမျက်လုံးလေးများဖြင့်မိဘများအားကြည့်ကာမိဘများမှသူတို့အားအယုတ်ဝယ်ပေးလိမ့်မည်ဟုမျှော်လင့်နေကြသည်မိဘများသည်ကလေးများနောက်တွင်အကူအညီမဲ့စွာပြုံးနေလေသည်နောက်ဆုံးတွင်မိဘများသည်သူတို့၏ကလေးများအားပျော်ရွှင်စေရန်လိုချင်သောအယုတ်များအားဝယ်ပေးကြလေ၏ဆက်ကပ်ပညာသည်၆ယောက်သည်လမ်းအလယ်တွင်ဖြောပြနေသည်အကအဖွဲများမှလည်းခြားတဲ့အကား နဂါကတို့ဖြင့်ပရိသတ်များအားဖြိုပြနေကြသည်လက်ခုပ်ဩဘာတံများလေထဲတွင် ပြည့်နေတော်ဤလီမင်းဖန်သည်တကြည်အားပြုံးပြလိုက်သည်ဘလို့နေလဲပြောဖို့ကောင်းရဲ့လားသူသည်သူပထမဆုံးလက်နှစ်တစ်ပွဲတော်သို့ရောက်ဖူးကပွဲတော်မှသူအားအလွန်မင်းဖန်စားတော်သောအချိန်အားတတိယမိသွားသည်သူ၏ယခင်နေထိုင်ခဲ့သောကဘာမှပွဲလန်းသဘင်များထက်လက်နှစ်တစ်ပွဲတော်မှပိုးပျော်စရာကောင်းလေသည်ဟုတ်တယ်တာမန်လူတွေလည်းဒီလိုပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်နေထိုင်နိုင်ကြတာယုံဖို့တော့ခက်တယ် က်ကြီမှစူးစမ်းခြင်းစိတ်အပြည့်ဖြင့်လူများအားသူ၏တောက်ပနေသောမျက်လုံးလေးများဖြင့်စိတ်လှုပ်ရှားစွာကြည့်နေ၏။တာမန်လူများကြားတွင်ရောနှောတော်လာခြင်းမှာသူမအတွက်ယခုသည်ပထမဆုံးအကြိမ်ဖြစ်သည်။ပွဲလန်းတပင်ကျင်းပနေခြင်းတစ်ခုလုံးမှာသူမအားအမှန်တကယ်ပင်အထင်ကြီးစေလေသည်။လီမင်းဖန်ကောင်းခလိုက်ကပြောလိုက်သည်မင်းမတဲ့ကြီးသူတို့ကတာမန်လူတွေဖြစ်နေတော့ရောဘာဖြစ်လို့တော့။ငါတို့မှာနှစ်တရာလောက်ပဲတက်တန်းရှိတဲ့ဆိုပေမဲ့အဲ့ဒီတာမန်ဘဝက ိုဘွားအလှပကိုချစ်တတ်ဖို့ခွန်အားပြည့်နဲ့ပျော်ရွှင်စွာကြိုးစားနေထိုင်တတ်ဖို့တင်ပေးတယ်လေမင်းရဲ့ဘဝကမင်းရဲ့နေထိုင်တဲ့နီလန်းအပေါ်မှာပဲမူတီတဲ့တန်ခိုးတွေအစွမ်းတွေအပေါ်မှာမူတီမနေဘူးလေသူသည်တကြည်ဤအတွေးများအားမှန်ကန်စေခြင်းသည်ဤအင်မော်ရယ်ကဘာရင်းတာမန်သူများသည်အစင်မြင့်ကျင့်ကြံသူများအားမနာလိုအားကြကြသည်တို့သောတာမန်လူများမှလည်းသူဘဝနေထိုင်မှုပုံစံနှင့်သူရှိလေသည်မြည်သူများအခြားသူဤဘဝအားအားကြနေစရာမလိုချေ တကြည်ဤမျိုးလုံးများတွင်အံ့ဩမှုများလေးစားမှုများဖြစ်ပေါ်လာသည်အတက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက်တကြည်သည်သူမ၏မျိုးလုံးလှလှလေးများဖြင့်လီနင်းဖန်အားကြည်ကပြောလိုက်သည်တခင်လေးလီရဲ့တင် जा မှုတွေကိုတကြည်မှတ်ထားပါမည်တခင်လေးသူမ၏နှလုံးသားထဲတွင်လိုင်းတစ်ခုရိုက်ခတ်သွားသည် လီနင်းဖန်၏စကားများမှာဘုံတလုံးပေါက်ကွဲတဲ့ကဲ့သို့သူမ၏ခေါင်းထဲတွင်မြည်ဟင်းနေသည့်ထိုးထိုးဖြစ်ရခြင်းမှာမြည်သည့်ကြောင့်မန်သူမမသိချေသူမသည်တစုံတစ်ခုသောခံစားမှုအားစုပ်ကင်မိသွားတော်လဲမြည်သည်ကိုစုပ်ကင်မိမှန်သူမတေချာမသိချေဆရာကြီး၏အဆင့်သည်ဤကဘာထက်ပင်ကြောလွန်နေပြီဖြစ်သည့်သူ၏တပည့်နောက်လိုက်အဖြစ်နေထိုင်လျက်သူ၏တင်ကြားမှုများအားနာခံရခြင်းမှာအထူးအခွင့်အရေးတစ်ရပ်ပင်ဖြစ်သည် သူဤစကလုံးများသည်ပင်အကျိုးရှိလေသည်ဟုတက်ကြည်တွေးနေမိသည်ဒါကတင် जा နေတာမဟုတ်ဘူးငါရဲ့စိတ်နေစိတ်ထားအတွေးခေါ်တွေကိုပဲပြောပြတာပါလီမင်းဖန်တာမှန်ပင်ပြန်ပြောလိုက်သည်တက်ကြည်သည်ရှုပ်ထွေးသွားကမလုံမရှက်ဖြစ်သွားပြီးသူအားကြီးလိုက်သည်သူမအားငယ်သွားသည်သူမဤနားလဲနိုင်စွမ်းမှာမလုံလောက်သေးပေလီမင်းဖန်အားလုံးဝနားလဲနိုင်ရန်သူမအတွက်တင်ယူစရာများများစွာကြံ့ရှိနေသေးသည် အတော်ဝေးဝေးသို့သူတို့နှစ်ယောက်သည်လျှောက်လာမိပြီးနောက်လမ်းအားနှစ်ပိုင်းပိုင်းထားသောမြင့်ငယ်လေးဘေးသို့ရောက်ရှိလာသည်မတူညီသောအယောင်များရှိသည့်အလင်းရောင်များပန်းများနှင့်အလှဆင်ထားသောကြောက်တရားလေးတစ်စင်းသည်မြစ်အားဖြက်လျက်တည်ရှိနေသည်တရားဤအောက်တွင် အလှဆင်ထားသောလင်းငယ်လေးများရှိသည်ထိုလင်းငယ်များထဲတွင်မရေမတွက်နိုင်သောယောက်ျားများနှင့်မိန်းမများသည်စကားလက်ဆောင်ပြောနေကြကကာလူကြီးစေကြလျက်အချင်းချင်းမြူဆွေနေကြသည် လူကြီးမင်းလက်ဖက်ရည်လေး၃ဆောင်ဦးလေးလူကြီးမင်းကလည်းရင်ခွင်ထဲဝင်ပြီးတချင်းလေးပါလေးနားထောင်မှာပေါ့မြူဆွေ၍ကလက်တက်တက်နိုင်လုံးသောမိမများ၏အတန်များသည့်တရား၏အဆုံးတစ်ဖက်ရှိအဆောက်ဦးထဲမှထွက်ပေါ်လာသည့်တက်ကြည်သည်ထိုမီလင်းနေသောအဆောက်ဦးအားကြည်ကနားမလည်နိုင်စွာ မျက်မှောင်ကျုပ်လိုက်သည်သူမသိကျင်စိတ်ဖြင့်မေးလိုက်၏တခင်လေးလီအဲ့ဒါဘလို့နေရာကြီးလဲလီမင်းဖန်၏ က်ခမ်းများအနေငယ်တွန့်သွားကပြောလိုက်သည်အင်းအဲအဲ့ဒါကယောက်ျားနဲ့မိန်းမအတူတူအလုပ်လုပ်တဲ့နေရာပေါ့ဟဲဟဲထိုးအဆောက်ဦးဤအပေါ်ဆုံးအထက်တွင်ဖြစ်သည်အမဲရောင်ဝိယုံနဲ့အသက်ကြီးကြီးလူကြီးတယောက်တည်သူဤမျက်လုံးများအားမှိလိုက်ကအဆောက်အုံအောက်ဖက်မှဖြတ်သွားဖြက်လာလူများအားကြည့်နေသည်သူကသူဤမွဲချောက်နေသောလက်ချောင်းရှိရှိများဖြင့်ဝိုင်းခွက်အားကိုင်ကအရသာခံတောက်နေသည်သူဤနောက်တွင် ကြီးမားသောအနီရောင်ကတင်တလုံးရှိသည်ကတင်ပေါ်တွင်အဝိစားမပါသောမိမတအူ ရှိတာ၊သူမ၏မျက်လုံးများမှာပြုကျဲ့နေသည်။သူမမှာအကူညီမဲ့စွာတည်ဆုံရတော်မူတိရစ္ဆာန်လေးတကောင်ကဲ့သို့ကြောက်ရွံ့နေလေသည်။ရုတ်တရက်ထိုလူကြီး၏မျက်လုံးများမှာကြင်မြောင်းသွားသည်သူအဖြူရောင်ဝတ်စားနှင့်လှပလွန်းနေသောမိမပြူတူအားအဆောက်အဦဤအောက်ဖက်တွင်တွေးလိုက်ရသည် သူဤမျက်လုံးများမှာဆုံးဖြတ်ချက်တစ်ခုကြောင့်တောက်ပသွားသည်သူအငမ်းမရနှုတ်ခမ်းများအားရှာဖြင့်တက်လျက်ပြောလိုက်သည်ဒီလောက်လာတဲ့အလှပကေးလေးတယောက်ကိုဒီလိုတာမန်မျိုးထဲမှာတွေ့ရလိမ့်မယ်လို့ဘသူတွေးမိမှလဲ သူပေးနာရီရှိသောသူဤနောက်လိုက်တပင်းမှာလဲတက်ကြီးအာမြင်သွားလေသည်သူသည်အံ့အားသင့်စွာပြောလိုက်ဤဆရာသူကိုကျွန်တော်ခေါ်ခဲ့ပါမယ်ထိုဖိုးကြီးသည်အေးဆက်စွာပြုံးရက်ပြောလိုက်သည်ဒါပေါ့သူ့လိုအလှပကေးလေးကိုဘေးကတာမန်သေးမျိုးကောင်နဲ့တော့မထားနိုင်ဘူးတို့ရရင်သူဤမျက်ခုံးများချက်ချင်းပင်တွန့်သွားသည်သူသည်တန်လျက်ဖြစ်သွားဟန်ဖြင့်អော်ပြောလိုက်သည်ဘာတော့ဟာ သူဤတပည့်မှာလည်းအန်ဩကာကြောင်းတောင်းတောင်းဖြစ်သွားလျက်ပြောသည်ဟင်ဒီတာမန်ကောင်းကတော်ဝင်အေဂရစ်နဲ့ယဉ်နိနေတာလားအဖိုးကြီးသည်တူးညင်းသောအတန်ဖြစ်ပြောလိုက်သည်သူတို့နောက်ကိုလိုက်သွားမျက်ခြေမပြတ်စေနဲ့တော်ဝင်အေဂရစ်သည်ပွဲတော်ဤအလင်းရောင်များကြားတွင်ကြောင်းရှူလျိုရှိယူလို့နှင့်အတူပျော်မြူးနေလေသည်သူလီနင်းဖန်အားတွေ့သောအခါပျော်ရွှင်စွာသူစီလျှောက်လန်းလာလေဤတခင်လေးလီမိန်ကလေးတကြီးမိထုံးပွဲတော်အတွက်ဒီကိုရောက်နေကြတာပဲ။ လီမင်းဖန်ကောင်းညစ်ကပြုံးလိုက်ပြီးဟုတ်တယ်ဗျာတိုက်တိုက်ဆိုင်ဆိုင်ဒီမှာတွေ့ရတာပဲအခန်း80နှစ်ပြီးပါပြီ